တင်းအောင်ဆိုင်မကောင်းပါဘူးဗျာငလေးတော့တအားစားတော့ဒီလောက်စိုးမှမထင်ခဲ့ဘူးနောက်နေရတော့အရင်မစိုးပါဘူးဟုတ်ရောဗျာတချို့နေရာနေမှာအသက်တွေလည်းတည်ကြတယ်ဖြစ်စည်းဥဒ္ဒါတွေလည်းတောင်းရှင်းရတယ်ရှင်ထဲမှာတကယ်မကောင်းနေရတာနောက်ထပ်လည်းလောက်ဘူးရှိရလို့ကြိုက်ခမရအာရမတီယူဆက်ကြပါဗျာဒီလေးသားပြီးနေကြအောင်ဘေးကြပါစေ ခိခိုင်မှုဝင်နေပါစေခိခိုင်မီရည်ယူတယ်လဲညာဆောင်တတ်ပါစေဒါဒီအနေစတမ်းလေးပါဗျာတက်ဆိုင်နေရလေမခိုင်လို့ဟိုးရင်တော့ကြီးခဲ့တဲ့ရုပ်ရှင်တွေတွေကလို့ဒီတကယ်ကြီးဖြစ်နေရလေတကယ်ကြီးဖြစ်နေရလေဘယ်လိုကြီးဖြစ်မလို့ဘယ်သူမှလည်းအခုကတကယ်ကိုတကဘာလုံးဖြစ်နေတာအမေမပြောတော့အရန်ဆိုးပေါ့နော်အဲ့တို့ဖြစ်နေဆိုတော့တကယ်ကိုကတ်ဆိုင်တာအဲ့လောက်ကကျတော့မခိုင်လေးပြောချင်တာကလေဟိုဟိုဖျားတရားကိုအများကြီးလှုပ်ဆစ်ခြင်းနဲ့ဖျားတရားအ ਨੇ စုံမခိုင်လေးတို့ကတော့လေ နိုင်နဲ့ချီပြီးလုပ်တာပေါ့နော်အခုကျတော့အရင်လဲအားနေတဲ့ခါကျတော့မနေ့ဆိုလဲတနားလောက်လုပ်တယ်ညနေဆိုလဲနိုင်ဘွက်လောက်လုပ်ဖြစ်တယ်ပေါ့နော်ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနေပဲမင်္ဂလာမရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအနေထားတွေကိုသင်ပြပေးသွားမှာဖြစ်ပါတယ် နေ့ကတော့မတ်လ29ရက်နေ့စနေနေ့ရဲ့နောက်ဆုံးရရှိတဲ့သတင်းချို့ကိုဟောပြပေးတော့ဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ငလင်းလုတ်ပြီးတဲ့အချိန်မှာတော့စစ်တပ်ကနောင်ချိုမြို့နယ်နောင်လင်းရွာကိုတိုက်လျင်၃စီးဖြင့်တက်ပတ်ပြန်ဝဲပြီးဘုံခုကြီးမြောက်ကိုသူသိချာရှောက်ဖွေကဘုံခုကြီးနေတဲ့လူဘုံကိုတုံကျေချခဲ့မှုကြောင့်တော်လိုင်းရဲမီ6ဦးနဲ့ရဲဘော်2ဦးတာဆုံးပြီး9ဦးဒဏ်ရာရရှိကဘုံကတော့စိုးရိမ်နေရတဲ့ပါတယ်။ ။ဒါဟာငလင်လောက်ဖြတ်ပြီးနောက်တစ်ကြကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နောင်လင်ရွာကိုတက်လျင်သုံးစီးပြင်းလှည့်ပတ်ပြန်ဝဲကြည့်ရှုတော့ဘုံကိုကျင်းတဲ့ကိုဘုံကိုတုံကျူချမှုကြောင့်ဒနုတော်လန်ရေးရဲမေ6ဦးနဲ့ရဲဘော်2ဦးသေဆုံးခဲ့တယ်လို့ DPLA ရဲ့ကြောက်ဖွဲ့ရဲ့ခေါင်းဆောင်ဟိုကွန်ထုံးနိုင်ကနေပြီးတော့သူပြောကြားခဲ့ပါတယ်။အရင်လောက်ကပြီးမွန်းနေ့တနင်္လာရီဝင်းကျင်ချိန်မှာစစ်ကောင်စီကတက်လျင်သုံးစီးအောင်ချိုမြို့နယ်နောင်လင်ကျေးရွာကိုလက်ပတ်ပြန်သမ်းပြီးဘုံကိုကျင်းတဲ့ကိုဘုံကိုတုံကျူချသွားခြင်းဖြစ်ကြောင်း ဝန်ကျင်ခံရသည့်နေရာမှာတိုက်ပွဲဖြစ်သည့်နေရာမှုပဲတောင်ခန်းနှင့် -20 ကွာဝေးသောနေရာဖြစ်ကြောင်းသိရှိပါရ။ဝန်ကျင်တာဟာ၅နေရာကိုဘုံကိုယ်တုံးကျဲချတာပါ။တက်လျင်၃သိန်းနဲ့ကျဲတာလေရင်တွေကလက်ပတ်ပြန်တမ်းပြီးတည်တည်ချာချာကိုကြည့်မှကျဲသွားတာပါ။ဘုံကိုကျင်းနေတဲ့ကိုတက်တဲ့ကိုဘုံကြီးကျဲချသွားတာပါ။ရဲမေ6ဦးနဲ့ရဲဘော်2ဦးကပွဲချင်းပြီးတည်ဆုံသွားတယ်။ရဲမေ2ဦးကအသက်15နှစ်ပဲရှိသေးပြီးနောက်တန်းမှာထားတဲ့ရဲမေဖြစ်ပါတယ်။လက်ရှိဒဏ်ရာရတာ9ဦးမှာ3ဦးကလက်ရှိမှာအသက်အန္တရာယ်စိုးရိမ်ရတဲ့ချိန်ကြီး EVA တက်ဖွဲ့ရဲ့ကောင်းဆောင်ရဲဘော်ဒရုန်းနိုင်ငံပြောထားပါဗျ။တစ်တရဲ့ဘုံချမှုကြောင့်အဆုံးသွားသောတော်လိုင်းရဲဘော်များမှာရဲဘော်ဂျွိုင်းရဲမီနန္ဒာရဲမီထွေထွေရဲမီပန်းရဲမီနာစီရဲမီထက်ထက်ရဲမီနှင်းတို့ကြောင့်ထားပါဗျ။အောက်တက်တွင်မှာတော့မန္တလေးတိုင်းဒေသကြီးအောင်မြေသာဆန်မြို့နယ်ကစကိုင်းဘီလာအဆောက်အဦးကငလင်လှုပ်ခတ်မှုကြောင့်အဆောက်အဦးပြိုကျပြီးတော့ပိတ်မိနေသူ53ယောက်တို့ကိုလက်ရှိမှာတော့တက်ရှင်လက်ကရင်နိုင်ခဲ့ပြီးသေဆုံးသူ9ယောက်ရဲ့ရုပ်လောင်းတွေကိုလည်း ရှာဖွေတည်ရှိခဲ့တယ်လို့မြန်မာနိုင်ငံမီးသက်တစ်ဖွဲ့ကနေပြီးတော့သိကြပါဗါဒတတိယဖြစ်ပွားချိန်မှာယခုချိန်ထိ43ဒူဟာတက်ရှင်လက်ကယ်ဆယ်နိုင်ခဲ့ပြီးတိစုံသူ9ဦးတို့ရဲ့လုံခြုံရေးကိုလည်းရှာဖွေတည်ရှိခဲ့ပါဗါရှာဖွေကယ်ဆယ်လူငယ်များကိုဆက်လက်ဆောင်ရွက်လျက်ရှိပါလို့လည်းမြန်မာနိုင်ငံမီးသက်တစ်ဖွဲ့ကမတ်လ29ရက်နေ့မှာထုတ်ပြန်ထားတာလည်းတွေ့ကြပါဗါဘိုးမီးသက်တင်တန်းကြောင်းနဲ့ပြည်ဦးလင်မြို့နယ်မီးသက်စကန်တို့ကရှာဖွေကယ်ဆယ်ရေးတစ်ဖွဲ့ဝင်တွေအရန်မီးသက်တစ်ဖွဲ့ဝင်တွေဟာသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးရှာဖွေကယ်ဆယ်လူငယ်တွေစောင့်ပဲနေကြခြင်းဖြစ်ပါတယ်သတ္တလာရှိတဲ့ကိုင်းပီလာကွန်တိုဆောက်ဟွာ အစလ28ရက်နေ့ကငလင်ထုတ်ခတ်မှုကြောင့်အောက်လွာတီမြောက်ကျုံဝင်သွားခဲ့တာပါအဲဒီကွန်ဒိုဆောက်အောင်ပြူချမှုကြောင့်ကွန်ဒိုနေထိုင်သောမန္တလေးမြို့ကဒုက္ခဒိုင်းမုံစိန်တိုက်ပိုင်ရှင်ဗမိုးတီတာရွှေနဲ့မိသားစုဝင်တွေလည်းတည်ဆုံသွားခဲ့တယ်လို့အဲဒီစိန်တိုက်ကနေပြီးတော့ထုတ်ပြန်ထားပြရပါတယ်ဒုက္ခဒိုင်းမုံစိန်တိုက်ပိုင်ရှင်တိရီတုရမတိန်ကြီးဗမိုးတီတာရွှေနဲ့သာသမီမီလီတို့မှာ28ရက်3/2025တွင်သဘောဝဘေးရန်တွေကြောင့်အားလုံးကွယ်လွန်နေစာရောက်ရှိသွားပါပြီလို့ထုတ်ပြန်ကြမှာ ဖော်ပြထားပါတယ်။ကျန်းကိုပြင်ကျွန်တော်ဖြတ်ပြီးရကြည့်တယ်။ vibration နဲ့ကျွန်တော်တို့ကကွန်ပျူတာပိတ်တော့ပါ။ဟုတ်ပါဘူး။ဆက်တော့ဆက်တော့ပြန်တယ်။အမီရအသက်ရှင်နေစေ။ဟုတ်ကဲ့။ကလေးလေးရလေဟုတ်ပါအသက်ရှင်နေအစနတော့အောက်ဆီဂျင်ပိုက်ကိုဆွဲရကလေးလေးဆွဲရ။ရိုင်းဖြတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကြောင့်ခါမှုနဲ့ကျွန်တော်တို့လည်းအခုနေလို့အနေဖြစ်မှာကျွန်တော်တို့လည်းပြတ်ဖောက်ပါ။နော်။မျိုးတွေမဟုတ်တရားယူတာလည်းကတ်အုံလုံးသွားမှာ။အုံသွားမှာ။အုံလုံးသွားမှာ။နော်။အများလူကတရားယူတော့အနေဖြစ်။ဒီလိုရှင်နေရေရှင်ရေရှင်ရေပဲထုတ်မယ်နော်။အဲဒါကြောင့် 要嘛，就我过去，我过来那看他们。好、yes,，好、mm，好、hmm. <Yeah, S 1> really? mm，看他去嘛，就那老股民，就为找着人聊西米他们。你干？我没找着。 ရိုင်းဖြက်လိုက်ပြီဆိုရင်ကျွန်တော်တို့တောင်းခံမှုနဲ့ကျွန်တော်တို့လည်းအကုန်ရေးလို့အရင်ဖြစ်မှာကျွန်တော်တို့လည်းပြတ်ပေါက်ပါဖြစ်အောင်ပေါ့လူစားမျိုးနေမို့အရာယူပါလေအကုန်လုံးသွားမှာအကုန်သွားမှာအကုန်လုံးသွားမှာနော်အဲ့ဒါအများကြီးရောအရာယူရောအရင်ပြဒီလိုရှင်းရည်ရှင်းရည်ရှင်းရည်ပဲထုတ်မယ်နော်အဲ့ဒါကြောင့်ဟာပြောချင်လို့လေ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 ဒါကအခုတငယ်ချင်းလို့တွေ့ရပြဆန္ဒကိုကိုယ်တိုင်သွားကြည့်ရတယ်သူနဲ့ဘယ်လိုပုံစံတွေ့ခဲ့ရအောင်ထဲမှာ ကျင်းမာကတော့ကိုကကိုကဆင်လွားနေပြချပြီးတော့ကိုကတော့နှစ်လောနှစ်သုံးလောက်ပဲကျင်းမာပေါ့နော်အချိန်တွေကအတန်အနေရအတန်အနေတော့မရှိဘူးတော်တော်တော့နေရာခက်တယ်လို့ပြောတယ်ပြီးတော့လုံးလုံးဆယ်ကတော့ကေဖို့ကတော့ခုနကဆယ်ရတင်းနဲ့မြေးတာတော့သူတို့ထုတ်ဖို့ကကေဖို့ကကျတော့ကျန်တဲ့ကြောက်တဲ့ဖြူမှာဆိုလို့လေအဲအဲ့ဒါကြောင့်ကိုကကေရခက်နေတယ်အဲ့တော့အခုဒီမိတဲ့ဖွန်တဲ့တိုင်းနေတာတော့ဒီတာဒီမပြောအောင်ထိမ့်ဖို့ပေါ့နော်ထိမ့်ဖို့ဆိုတော့ 呃，还多那个比 p 开码的比是，一个套币嘛，如果甩头股嘞，现在甩头股码没做了，现在哈吧，有一个比比嘛做了，比较六块钱的，现在哈得些多少钱了呢？三个金二不如废话个，三个二点三五万咯，那么贵，等于转进来，等于几多钱那样车，开车也挺便宜咯，丢币啊都是便咯，那样差会比拉开流行，不如拿青色比那流行一一送了七百八咯，马里马的比是方便点咯。你好。 ်ထောင်းဘူးရှိသေးတယ်အလီကမျက်နှာပြေးတာမရှိသေးတယ်ဘာပြောနေလဲကိုယ်ပဲអော်နေတာသမဏကင်းတော့ခဏခဏပြေးတယ်အလီကအဲ့ဒါရှိနေစီဟုတ်တယ်ကလေး လည်းဟိုပါအသက်ကြီးသေးတယ်အဲ့နောက်တော့အောက်ဆီဂျင်ပိုက်ကိုဆွဲရကလင်းလေးဆွဲတာအဲ့မှာဆွဲတာပေါ့ဟုတ်တယ်ဟုတ်တယ်မဟုတ်ကလေးကအဲ့ထဲမှာအရွယ်ဒီလိုလိုအရွယ်တယောက်ပါတယ်10နှစ်10နှစ်10နှစ်တယောက်ပါတယ်10နှစ်10နှစ်တယောက်ဟိုကတစ်နှစ်တယောက်ပြီးတော့ဟို16နှစ်18နှစ်လောက်တယောက်ပါတယ်ဟုတ်ပါဟုတ်ကဲ့ကျွန်တော်ပြောတယ်ညနေကျောင်းကအောက်မှာဖုံးပြီးသွားဝင်နေလို့လွတ်လာအဲ့ကညီမနေလို့ကကြတော့နှစ်လွှာနှစ်လွှာနေပြီးတော့သူကအိမ်ကမမနှစ်ယောက်ပြန်နေခဲ့တာပြန်နေခဲ့တော့ကြတော့ဒဏ်ရာဟိုကသူက6လွှာ10လွှာနေပြီးတော့ချီရင်စင်းတယ် ဆင်းတဲ့ခါကျတော့အမှနှစ်လွားမှာဘာတီကမှမရှိတော့အဲ့ဒါနဲ့နှစ်လွားကနေခုံဆင်းလာကြည့်ပါအဲ့ဒါနေမှသူတို့လည်းလွတ်လာတယ်ဘာမှမယူခဲ့ရဘူးပေါ့ဘာမှမပါဘူးဒီခုံလေးတောင်လက်ထဲကင်ထားလို့ပါတာခုံပြီးသွားဝင်တယ်ဘာပစ္စည်းမှမပါဘူးဒီကြီးရဟာရလေဒီထဲမှာကျန်နေကြတာဆိုတော့အရေးကြီးလို့ဟိုကကျန်လာအောင်ဒီကြောင်လေးတွေလည်းအကုန်လုံးဒီထဲမှာအကုန်ပိတ်ပြီးသွားတာဟုတ်အခုဘယ်မှနေနေကြလဲမလို့ဒီခုံးကြီးတော့ထမပါဘူးပထမတစ်ခါအတင်းလှုပ်လိုက်တယ်ကျမထိုင်နေချိန်မှာလှုပ်တာအဲ့လှုပ်တဲ့ချိန်မှာကျမရှောက်ကြည့်နေတာဟောခဏလေးပဲလှုပ်တာနေမှာပါ ောက်တဲ့ခါကျတော့အတင်းလောက်တာအကုန်လုံးပွားနေပြုတ်ကြလာပြောင်းပြောင်းပြောင်းအဲ့ကြမှာကျွန်တော်ဖတ်ပြရဘနိုးမှတီးလို့လည်းမရတော့ကားရီနေလေလေကားရီကဖုန်နေဝင်အကုန်လုံးဝင်တာကျမတို့တက်ရှူလို့တောင်မရဘူးဆောက်ကတားမိရောသူတို့ပါတယ်ပြောရပဲအဲ့အခုလောလောဆယ်တော့ရှာမရသေးဘူးပါမပါတိချမသိဘူးတိကြတော့မသိဘူးဟုတ်တယ်ไอ้เบ้ก็จะไล่กันแล้วไอ้ท่านมันรู้ชื่อหมดแล้วอ่ะเนี่ยเราไล่กันแล้วแต่ท่านหมดอ่ะเนี่ยอันตรายจังจังกูเนี่ยสกปัญญาด่าไปกูรู้ตีได้แล้วนี่อืม ရောက်6ရောက်ရှိတယ်အသက်ရှင်သေးတယ်ပေါ့ဟုတ်ကဲ့ငါပြောတော့တော့မျောနေပါဘယ်ဘက်ကထုတ်နှစ်ခုထားတော့မှညံ့နေထုတ်ဘူးငါထုတ်ငါထုတ်နှစ်ခုကြားတော့နည်းနည်းဟာနေသူကအနေထိုင်ကောင်းတာကသူဘီယိုဘက်မှာနေလိုက်တော့ကွတ်တီဖြစ်သွားအော်စားဖို့တောက်ဖို့တော့ရေးတွေပါရတော့လမ်းပေးလို့ရတယ်ပေးတယ်ပေးတယ်လမ်းငါးရတာပေးတယ်ငါးစားပေးတာ ောက်ကတော့ညံ့နေတယ်။ဆက်လာတာကံပြီးတော့ဆက်လာတာကံပြီးတော့နောက်ထပ်သတင်းကတော့တနိုင်ငံလုံးငလင်းဘေးခံရတဲ့အချိန်မှာလူသားချင်းဆန္ဒထောက်ထားမှုထားပြီးဓာရှုမြို့မှာကျင်းပမယ့်မဟာသံဃာပွဲတော်နဲ့တခြားသောမိသည့်ပြော်ပွဲရှင်ပွဲကိုမဆိုမကျင်းပဖို့ကိုကံတမတော် MDA က တရားဝင်စာထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံတွင်းမှာအခုလိုငလီနံကိုခန်းစားနေရတဲ့ချိန်မှာပျော်ပွဲရှင်ပွဲလုပ်ဖို့မသင့်တော်တာကြောင့်အထူးဒေသတွင်းမှာဘယ်ပွဲမဆိုမကျင်းပဖို့စာထုတ်ပြန်တာဖြစ်တယ်လို့လာရှုမြို့ပြည်နယ်ထူထောင်ရေးအဖွဲ့တာဝန်ရှိသူတွေကနေပြီးတော့ပြောထားပါဗျ။ဒီငလီနံကြောင့်တစ်ဖက်ပြည်သူတွေကခန်းစားနေရတဲ့ချိန်မှာကျွန်တော်တို့ဒီပျော်ပွဲရှင်ပွဲတွေကိုသုတ်တံမျိုးမသင့်တော်ဘူးတိ။အဲဒါကြောင့်ဂျန်ပွဲတွေမဟုတ်ဖဲနဲ့အထူးဒေသတစ်မှာမိသည့်ပျော်ပွဲရှင်ပွဲမလုပ်ရဆိုတဲ့အမိန့်စာကိုထုတ်ပြန်ခဲ့တယ်လို့လည်းပြောပါဗျ။နောက်ထပ်သတင်းမှာတော့ အခိုင်းတိုင်းမှာတော့ NUG ပကဖပလဖနဲ့ပဖတွေကကူညီကယ်ဆယ်ရေးလုပ်နေတဲ့ဒင်းတွေပြန်လာပါတယ်။ဒါကတော့စကိုင်းတိုင်းစကိုင်းမြို့မှာငလင်းဘေးကျော်မြို့ပေါ်ရှိစောင့်တော်များပြိုကျပျက်စီးခဲ့ပြီးပျက်စီးတွေကြောင့်ပိတ်မိတဲ့သူများပြားကိုကူညီရေးကယ်ဆယ်ရေးတွေလုပ်နေတယ်လို့သိရပါတယ်။ကူညီရေးကယ်ဆယ်ရေးတွေတည်းလိုအပ်နေသေးတယ်လို့လည်းအမှန်ပြောထားတာတွေ့ရှိရပြီးစကိုင်းမြို့နီကိုပိုပြီးလုခတ်ခဲ့တဲ့ register scale ပြည်သမခွင့်ရှိတဲ့အင်အားပြင်းငလင်းကြောင့်မြို့ပေါ်စောင့်80%ကျော်ပြိုကျခဲ့တယ်လို့မြို့ကနေပြောထားပါတယ်။ င်ကြောင်းအဆောက်အဦတွေပြောကြပြီးအပြက်စီးတွေကြားမှာပိတ်မိနေသူများစုကိုတော့အခုထိမကယ်တင်နိုင်သေးဘူးလို့လည်းမြို့ကန်တွေကပြောပါတယ်။နောက်ထပ်သတင်းတွေမှာတော့သူမရဲ့ဒေါသကြောင့်ငလင်လှုပ်တာလို့တင်လိုက်တဲ့နဂမ်းမဲအီမီဆန်ပြည်သူတွေဒုက္ခရောက်နေချိန်မှာအခုလိုမပြောတင်ဘူးဆိုပြီးသူတွေရဲ့ဝေဖန်မှုတွေကိုသိရှိနေရပါတယ်။အီမီဆန်အနေနဲ့ကတော့ငလင်လှုပ်ပြီးတိတ်မကြခင်မှာပဲသူ့ရဲ့ဒေါသထွက်မှုကြောင့်မြန်မာနိုင်ငံကြီးမှာငလင်လှုပ်နေရတာဖြစ်ကြောင်းဆိုပြီးဒေါသမထွက်ရတော့ဘူး။ဒေါသထွက်တိုင်းငလင်လှုပ်တယ်ကျန်းကျက်ဆိုပြီးတော့တင်ထားတာတွေ့ရှိရပါတယ်။ နောက်ထပ်သတင်းမှာတော့မြန်မာနိုင်ငံမှာငလင်ရေးပေါ်အခြေအနေဖြစ်နေချိန်မှာတော့တိုင်းနိုင်ငံဘန်ကောက်မြို့ပေါ်ရှိပိုင်စီဘားမှာပြုလုပ်ခဲ့တဲ့ဖြိုဝေဘွဲကိုလူငယ်တွေကြားဝေဖန်မှုတွေမြင့်တက်လာပြီးဒဗက်ဂျေးနဲ့အဆိုတော်ဂျေးလူဝဲနဲ့ရုံးမြတ်သူတို့ကဖြောပြခဲ့တဲ့အတွက်ရုံးမြတ်သူနဲ့ဂျူဝဲတို့ကိုလည်းဝေဖန်မှုတွေမြင့်တက်နေအောင်တွေးရှိရပါတယ်။ဒီအနေထားနဲ့မဆွင့်ကြောင်းတဲ့ပြုတ်ကျသွားတဲ့ပေါ်သူ့ရဲ့ခံစားချက်ကိုပြောထားလို့ပြန်နေပြောက်ပြီးလည်းဖြစ်ပါတယ်။ဒမိုင်းရောဘာလိုက်ရောတို့ရရှေးဟောင်းနေနဲ့ပြောရင်လည်းပဲတုံ့ရှုံမှုအများကြီးပေါ့နော်။ ငါတို့ဘဝမှာလည်းဒီတခါပဲကြုံမှုတာလေဒါမျိုးဖြစ်ကဲ့ကျောင်းထရဲ့တန်းကိုကြည့်ရင်တော့မလို့နိုင်စင်ကဘုန်းနေကိုရိုက်ရတယ်ကနိုင်စင်ကခုန်ကြည့်ပါနော်အေးအဲ့ဒါကျောင်းထရဲ့တန်းပဲတေးတဲ့တန်းပါပေါ့စတေးတာအဲ့ရတာဒီကျောင်းထရဲ့တန်းဘယ်လောက်ရှိလဲ195နဲ့တော့ဒီเจ้ามาจะจ้างแน่ตัวဆရာတော်ဦးစိတ်လာဆရာတွေအကုန်ပြီးခင်းရတာပြင်းတယ်ပြန်ပြီးခင်းတယ်ဟုတ်ဟုတ်ဒီကမကရမကရအတူတူပါပဲဒီတဒန်းတော့လေတဒန်းတူတယ် 我们这边的，江南那边的巴拉的，江南那个是那边吧？喏，我那个，当年在江那个东阳的，我在那吧。李庄是李庄，是李庄西，是李庄，是李庄，你不能不提我了。是李庄，你东阳老板家的，都和这那个那边走着了我。哎，东阳的讲的什么？哎，家里来了一家来别的没？那当地也就没说。这家的说广东，这家的说潮州啊。哦，说罗伊个，罗伊给呢？说罗伊给呢？说罗伊给呢？哎。 ာတာဆရာကြီးလေဒုတိယဒုတိယဆရာကြီးကျမ်းပါပါဆရာဆရာတော်ဦးစိတ်ဓာဦးစိတ်ဓာနော်ဟုတ်ဦးစိတ်ဓာပြီးဝန်သားဟုတ်ဆရာอืมတိုင်လို့လို့ပဲလေ။အော်စာတွေပဲတင်တာ။ကိုကြီးနေအောင်နေတာ။နေတယ်။သူတို့ကအလုံးစာပြေဌာနသွားတော့အကုန်လုံး။စာပြေရဲ့အချိန်ဆိုတော့လေ။နည်းနည်းတက်တက်လာပါဘွာ။ပြောလေတော်တော်များများတော့85ကျော်ကျော်နေမှာ။85ကျော်။85ကိုမကလောက်ရတယ်။ ကျန်တဲ့ကျောင်းကြီးကျန်တဲ့ကျောင်းတော့၃ကျောင်းပဲကျန်တော့ကွာအဲ့ကျောင်းကြီးကနေလို့ရနိုင်ပြီလားနေလို့တော့ရတယ်ဟိုဘက်ကျောင်း၃ကျောင်းပဲအဲ့အဲ့၃ကျောင်းပဲကျန်တာအဲတော်တော်တော့ဒီကတော့ကျောင်းတကာပေါ့ကွာနော်ကျောင်းကနေရာအဆောက်အဦဒီကပြန်လောက်အောင်ပါကွာပြန်လဲထူထောင်ရေးပေါ့နော်ပြဒီလိုမျိုးခံစားတော့ပြောမလားပြောလို့များတော့ပေါ့ကွာတစ်ခါမှလည်းတသက်တစ်ခါပဲကြုံရတယ်ဆိုတာလေမျိုးလက်မှုလက်ရည်နဲ့ပြန်ဆောက်ဖို့တော့အရင်ကတ်ထဲမှာပေါ့နော်ဟုတ်တယ်နှစ်ပေါင်း၁၁၅၁၁၆ ော်အဲ့လောက်ရှိတယ်ငါတင်းသုံးတာကဘာလောက်ရှိနေ30လောက်ရှိနေတာတက်တော်က59 59နှစ်စာတင်မှာဒါမျိုးဖြစ်တယ်မို့လားဒီတစ်ခါပဲတွေ့ဘူးပါဒီတစ်ခါပဲဒီเจ้าရဲ့နာမည်ကဂန္ဓာနေဥပဒေတာเจ้าတူတက်တန်းတော့အတူတူပဲလားဒီတရားကြီးတရားကြီးဟုတ်အဲ့တော့တော့ရှိတယ်ဥသက်ရှိတယ်ဆိုတာဥသက်ပါကျောင်းတကာကျောင်းတကာဥသက်ရှိဥသက်ရှိလဲဥကျော်လို့ဥကျော်လို့ဥသက်ရှိ နှစ်ပေါင်း၁၃၅လေးကျော်ကြီးတယ်။သူတော့ကောင်းမွန်ရှင်းရင်ကောင်းမတက်ဘူး။ကပီးမတက်ဘူးသူက။အာဒီကြောင်းကဒီကြောင်း28ပါ။28နဲ့အဲ့လိုဒလိုက်လုံးတော့355ပါ။ဒလိုက်လုံး။ကိုယ်ပဲကြောင်းဆောင်ကတော့သူထောက်တာမကြဘူးပဲအဲဆောဆောင်ကြောင်းလေတက်တန်းတက်တန်းရောဘယ်လိုလဲတက်တန်းကြောင်းဒီ135ဘာကကြောင်းလားဘာကအစ် တိုင်လို့ဆိုတော့ရဲ့ကြောင်းဘုံကြီးဥကိုဝင်တာဘီဝန်သားတယ်ဥကိုဝင်တာဘီဝန်သားမင်းကလည်းဆိုတော့ရဲ့တတော်တော့87ပေါ့ကွာဖြစ်သွားတာလည်းတော့ဖြစ်ပြီးကြပြီပေါ့နော်အဲဖြစ်ပြီးပြီဆိုတော့ဘုရားရှင်ကတရားတော်ရဲ့လက်ညီပြောမယ်ဆိုရင်တော့သင်္ခါရသဘောတရားတွေမမြဲတဲ့သဘောတရားတွေကိုကြားနေတာအဲ့ကြတော့မမြဲတဲ့လောကကြီးမှာမြဲအောင်ဆိုပြီးတော့တုံးနဲ့တုံးမေတ္တာထားပြီးတော့ဘုရားရှင်လိုရှိတဲ့ညွှန်ကြားခဲ့တဲ့ အိုနာစီဒုက္ခဘေးမှာလွမြောက်ပါဖြစ်တဲ့နိဗ္ဗာန်ကိုမရောက်ရောက်အောင်ကြိုးစားအားထုတ်ကြပါလို့ပြည်သူပြည်သားများကိုဦးဇင်းနေနဲ့တိုက်တွန်းပါတယ်။ဟောအားလုံးပဲဘေးဥပ္ပအန္တရာယ်ရန်သွဲတဲ့ဇေယျနေပြီးတော့ငြိမ်းအေးပတ်တော့ကြပါလေလို့ဦးဇင်းနေနဲ့အဲတော်လေးသိထင်းပြီးတော့ပြောလိုက်ရပါတယ်။ဒီမြန်မာနိုင်ငံမှာငလင်းလှုပ်သွားတာနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်တို့အဖွဲ့ကတော့တော်တော်လေးကိုမှနိုင်ငံတကာရဲ့အသိအမှတ်ပြုကိုပြန်လည်ရရှိဖို့တော့ဟောကူတောင်းခံမှုတွေလုပ်ပြရပါတယ်။ ကိုကိုတိုင်းကသုံးမကြတဲ့အတွက်နိုင်ငံမှာအခုလိုမျိုးအနေထားတွေဖြစ်လာပြီးတော့သဘောဝဘေးရန်တရေကိုရင်ဆိုင်တဲ့နေရာမှာလဲပြည်သူတွေနဲ့တူလက်တွဲရမယ်အစားပြည်သူတွေနဲ့လက်မတွဲနိုင်တဲ့မင်းအောင်နိုင်တို့ခွေးတဲအုပ်စုကတော့နိုင်ငံတကာအနေနဲ့ထောက်ပံ့မှုတွေရဖို့ကိုပြပါတယ်ဒီဘေးကယ်ဆယ်တော့မှလည်းသုံးသုံးမှနှစ်မီလီယံဘီလီယံကိုလူမျိုးများသုံးလိုက်ကလေးဆိုတာကတော့ဘူးမှမသိတဲ့အနေထားတစ်ခုနဲ့ပြောတာဖြစ်ပါတယ်အေးအားလုံးပဲမင်းအောင်နိုင်တို့အဖွဲ့ဘာတွေကိုတောင်းခံနေလဲဆိုတာကြည့်ကြအောင်ဗျာ ပြင်းထန်စွာငရင်လှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောက်လိုင်ဤပြောကြားချက်ကိုအခုလိုတင်ပြလိုက်ရပါတယ်ရှင်။ဒီဘက်ပြည်သူများခင်ဗျာဒီဘက်ပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီလက်ဆောင်ရည်မော်ရယ်ဆန္ဒနာ51မိနစ်ခန့်မှာဒီဂျီရောကောင်စီနေပြီးမန္တလေးတိုင်း ဇဂတိုင်းဒေတာကြီးနဲ့တချို့ဒေတာတွေမှာနေနေလွတ်ဖောက်မှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဘဟုပြုပြီးတော့မြေအောက်10ကီလိုမီတာအနက်မှာလွတ်တယ်လို့ကျွန်တော်သိရပါတယ်လွတ်တဲ့အဆင့်ကတော့ Racer Skate ခွန်တက်မှာခွန်နဲ့ Skate ရှိကြအောင်အဆင့်ရှိကြအောင်ရဲ့အဲ့ဒီငလေးကအလုံးပြင်းထန်တဲ့ငလေးတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။နောက်ဆက်တဲ့ငလေးများလည်းဆက်တဲ့ပြချခဲ့တာရှိပါတယ်။ ီလှူချမ်းမှုကြောင့်ဖြစ်ခဲ့ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တတင်းပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစင်နေမြို့က96ရောက်စကိုင်းမြို့မှာ78ရောက်ကြောက်စင်မှာ30ရောက်စုစုပေါင်း140နဲ့4ရောက်တိစုံကြောင်းနဲ့ဒါရရတော့ဒီပြည်တော်ကောင်းစင်နေမြို့က132ရောက် စကိုင်းမြို့မှာ300ရောက်နေကြောက်စဲမြို့မှာစီစီစဲအလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်ဒီဆိုမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းအတိုက်တွေပြိုကျတဲ့အကြောင်းဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်ရည်လုံးကနေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်ဒီလိုမိဘတွေတွေများနေတယ်လေဒီကလေး တဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလျင်အန်ရီကိုငလျင်တန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအကျေပြတ်စာရုပ်ကိုရှိတယ်လို့ကြောင်းတက်နေတဲ့ဘဝကိုကူညီပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းရေးဖို့အချိန်ကြီးညာထားပြီးတော့ဒီမအကူအညီများပေးနိုင်ပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတယ်မကြသေးခင်ရပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေးဖို့ကိစ္စပစ္စည်းတွေပို့ဖို့လည်းအိန္ဒိယနိုင်ငံလည်း လက်ထံမှာကိုယ်စေကိစေပစ္စည်းကိုပို့ကမ်းလာတာရှိရတယ်ကြာဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်မြည်သည့်နိုင်ငံမြည်သည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မြဘပြည်သူမြည်သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော်ခိတ်ခြားလိုပါတယ်ခင်ဗျာအဲမေအွန်လိုင်းတယောက်အနေနဲ့ကတော့စင်ပေါ်တက်ပြီးတော့အခုလိုမျိုးကားတွေပြောနေပြီးတော့နောက်ကွယ်မှာပုတ်ခဲ့ရည်လုပ်နေရဖြစ်တဲ့အတွက်နိုင်ငံကြီးအရခုလိုမျိုးဒုက္ခအတိရောက်တဲ့နိုင်ငံကိုပြလာပါ လိုမျိုးပြောကြနေပြီမယ်လေအောင်သူမဘုံကျဲမှုတွေကိုတော့ဆက်လက်လုပ်နေစေဖြစ်ပါတယ်ဘိုးချုပ်ရေအခုလက်တလောဘာများထုတ်ပြန်ပေးလို့ရမလဲရှင့်အဲခုလက်တလောကတော့ကျွန်တော်တို့ကဟွာပေါ့ဒီစကိုင်းတိုင်းဒေသကြီးပြီးရင်တော့မန္တလေးတိုင်းဒေသကြီးအဲပြီးရင်ကျွန်တော်တို့မခွေးတိုင်းဒေသကြီးပြီးပြီးတော့ကောင်စီနယ်မြေရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရကျွန်တော်တို့အရေးပေါ်အခြေအနေထောက်ပြခဲ့ပါတယ်။ဒါပြင်ခုနကတည်းကကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကျွန်တော်တို့ပေါ်မှာပါတယ်။ဒီကတော့အရေးကြီးပါ။အရေးကြီးပါ။ခုခဏလိုလည်းမြင်တဲ့အတိုင်းပဲဒီနေပြည်တော်မှာလည်းခိကထံရရတဲ့လူတွေများတယ်။တွေးလိုအပ်ချက်များတယ်။ဘယ်လိုပဲစကိုင်းမန္တလေးမှာလည်းများတယ်။အဲဒီတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ဒီကျွန်တော်တို့နေပြည်တော်နဲ့ညီညာရှိတဲ့ တွေးလူရှင်များနဲ့ဈေးရုံတွေကိုအများဆုံးဆက်တယ်ပါအဲဒီဟိုစင်ကြီးတာကန်ထားပါလို့အဲ့ဒါလေးပါဟုတ်ကဲ့လူကြီးကလောက်လောက်ဟိုတေဆုံးထဲရရရှိပါပြီလဲခုခုကျွန်တော်မြင်တာတော့အဲဒီဒေပီတော်ကဒါတကယ်မတင်လောက်တဲ့ဒေတာစကိုင်းတိုင်းဒေတာကြီးဟိုစကိုင်းတိုင်းဒေတာစကိုင်းပေါ့စကိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲ့တော့ဒီမြေပြည်တော်မှာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲ့ဒီဘက်မှာအသေးပြောက် များနိုင်တယ်လို့ခန့်မှန်းပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းကြီးညာထားတယ်ဒီနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်းကျွန်တော်တို့တောက်ခံထားပါဟုတ်ကဲ့ဟုတ်ကဲ့နိုင်ငံတကာအခုပဲအခုအခုဟိုပို့ချို့ဟိုတောင်းခံပြီလားရှင်အခုအခုတောင်းခံထားပါပြီတရားဝင်လည်းကျွန်တော်ဒီဟွာထဲမှာလည်းတောင်းခံထားပါတယ်ဟုတ်ကဲ့ဟိုပို့ချို့ပြောလို့ရလားရှင်လေနိုင်ငံတကာအခုဘာများပြောချင်ပါလဲရှင်နိုင်ငံတကာကိုပြောချင်တာကတော့ဒီလူသားချင်းအကူအညီပေါ့နော်ဆာနာထောက်ထားမှုအကူအညီတွေကိုဒါဆက်သွယ်ပြီးအများဆုံးပေးတယ်ဆိုပါတော့ပါပါ ကဲစစ်ခွေးတွေကတော့မြန်မာနိုင်ငံမှာနေရတဲ့ကောက်ပေါင်းနေရာတွေ့ရှိရပါတယ်။စစ်ခွေးတွေပေါဝင်မှုတွေပတ်သက်မှုတွေကြောင့်လည်းမြန်မာနိုင်ငံမှာပြည်ပခါတွေကမျိုးစုံဖြစ်ပြီးတော့စစ်ခွေးကြောက်တိုင်းတွေရှိနေတာဖြစ်တာတွေ့ရတယ်။မြန်မာပြည်သူလူထုတွေကနေ့စဉ်နဲ့အမျှဒုက္ခပေါင်းမျိုးစုံခံစားနေရဖြစ်ပါတယ်။ဒါကြောင့်ဒီလိုစစ်ခွေးတွေကိုလည်းအများဆုံးရှင်းဖို့လိုအပ်ပါတယ်။